ရီအန်ယူဂျီသောရဆင်များမင်္ဂလာပါခင်ဗျာခုချိန်အစပြီး2025ခုနှစ်မတ်လ10ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်ရီဒီယိုအန်ယူဂျီစစ်ရေးသတင်းများကိုကျွန်တော်ရန်တိုင်းကဖတ်ကြားတင်ပြမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးခြင်းနဲ့စစ်ရေးသတင်းကတော့တိုက်ပွဲဖြစ်ပွားတာမရှိဘဲစစ်ကောင်စီကလေကြောင်း drone များလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခတ်မှုတွေကြောင့်ရွှေကျင်နဲ့ကြိုက်တုံမြို့နယ်များမှာအရဲသားများတန်ရာရအဆောက်အအုံများနဲ့စိုက်ခင်းများပြက်စီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ကရင်မျိုးသားစီယုံ KNU တပ်မဟာသုံးနေမိတဲ့ကရွှေချင်မြို့နယ်လို့ခေါ်တဲ့စောတိမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကြောင့်ရဲသားတို့ဒဏ်ရာရခဲ့ပြီးအိမ်သုံးလုံးနဲ့ကျောင်းဆောင်တစ်ဆောင်ပျက်စီးခဲ့ရတယ်လို့ KNU ဗဟိုကထုတ်ပြန်ပါတယ်။အကြမ်းဖက်စစ်ကောင်စီရဲ့နေပြည်တော်လေတပ်ကနေစောတိမြို့နယ်တတုကုန်းရွာကိုမတ်လ15ရက်နေ့လယ်ပိုင်းမှာပေါင်300ဘုံးသီးနှလုံးကိုလေရင်နဲ့လာရောက်ကျဲချခဲ့တာကြောင့်အသက်50ရွယ်မျိုးသားတို့ဒဏ်ရာရခဲ့ပြီးအိမ်တစ်လုံးနဲ့ကျေးရွာစာတင်ကြောင်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ မလ14ရက်ကလည်းစစ်ကောင်စီရဲ့ခလာရ964တရင်က120မမလက်နက်ကြီး3လုံးနဲ့ပစ်ခတ်ခဲ့ရမှာကရင်ကျုံးကျေးရွာတွင်ကိုကြားရောက်ပောက်ကွဲခဲ့ပြီးအရသာပြည်သူပိုင်းအိမ်နှလုံးပျက်စီးခဲ့ရတယ်လို့အသိပေးထားပါဗျ။စစ်ကောင်စီဘက်ကပြည်သူလူထုကိုပိတ်မထားပြီးအကြမ်းဖက်လုပ်ရက်တွေလှုပ်ဆောင်နေတာကြောင့်ညောင်လေးပင်ခရိုင်လို့ခေါ်တဲ့ကလဲလွေထုခရိုင်မှာနေထိုင်တဲ့အရသာပြည်သူတွေဟာစိုးရိမ်ကြောက်ရွံ့စွာနဲ့ရုန်းကန်နေထိုင်နေကြရတယ်လို့ KNU ဗဟိုကထုတ်ပြန်ထားပါဗျ။အကြမ်းဖက်စစ်ကောင်စီဟာအခုလာစမ်းပိုင်းမှာပဲ KNU တပ်မဟာတပ်နယ်မြေကြိုက်ထုံမြို့နယ်ကိုလည်း drone တွေလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်အကြမ်းသားပြည်သူအချို့ထိခိုက်ဒဏ်ရာရခဲ့ပြီးနေအိမ်တွေနဲ့စိုက်ပျိုးပိန်တွေထိခိုက်ပျက်စီးခဲ့ရပါသေးတယ်။အလားတူမွန်ပြည်နယ်ကြိုက်ထုံမြို့နယ်အတွင်းတိုက်ပွဲဖြစ်တာမရှိဘဲပြည်သူလူထုနေထိုင်ရာရွာတွေကိုအကြမ်းမဆစ်တဲ့က drone နဲ့ပုံကျဲတိုက်ခိုက်တာကြောင့်အကြမ်းသားပြည်သူတွေထိခိုက်ဒဏ်ရာရခဲ့ပြီးအိမ်နဲ့စိုက်ခင်းတွေပျက်စီးသွားတယ်လို့ KNU ဗဟိုကထုတ်ပြန်ပါလာတယ်။မလာတရနေ့ကကြိုက်ထုံမြို့နယ်ပြင်းကုန်းရွာတုတ်တန်တဲ့ဧကတရာကြောင်မိုင်းနေရာတွေကို ွာလီရေကန်ကုန်းမှာရှိတဲ့စစ်ကောင်စီတပ်ရဲ့ drone တပ်ဖွဲ့ကဘုံသီးခြောက်လုံးကျဲချတိုက်ခတ်ခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီနေ့မှာပဲအချမ်းပတ်စစ်ကောင်စီရဲ့အမှတ်330မြောက်တပ်ကလည်းလက်နက်ကြီးနဲ့ဆယ်လုံးပစ်ခတ်ခဲ့တယ်လို့အမှတ်44ချင်းမြတ်တမထဏာချုပ်လက်အောက်ခံအမှတ်200ခွန်ချင်းမြတ်တရင်ကလည်းလက်နက်ကြီးနဲ့ရှစ်လုံးပစ်ခတ်ခဲ့တယ်လို့အသိပေးပါတယ်။ဒီတိုက်ခတ်မှုတွေကြောင့်ပြင်းကုန်းရွာကအိမ်တလုံးတုတ်တန်အုပ်ကူတွေနဲ့စိုက်ခင်းတွေထိခိုက်ပျက်စီးခဲ့ရတယ်လို့ကြိုက်ထုံမျိုးနဲ့ခရဲကြီးနဲ့အုပ်စုမှာပါတဲ့စစ်ကွင်းရွာ မုတ်ခမော့ရွာသုံးခွာရွာအနောက်ဘက်ခြမ်းလုံးမှာနေတဲ့ရသပြည်သူတွေပိုင်တဲ့စိုက်ပျိုးပင်တွေပျက်စီးခဲ့ရတယ်လို့သိရပါတယ်။ဒါ့အပြင်မလ၄ရက်နေ့ကနေမလ၆ရက်နေ့ထိအကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးအများများပစ်ခတ်မှုတွေကြောင့်ရသပြည်သူထိခိုက်မှုတွေရှိခဲ့ပြီးစိုက်ပျိုးထားတဲ့အပင်တွေအများပြားပျက်စီးခဲ့ရတယ်လို့ KNU ဗဟိုကထုတ်ပြန်ထားပါတယ်။စစ်ကောင်စီဟာ KNU အုပ်ချုပ်နယ်မြေတွေကခြေရွာတွေကိုပိတ်မထားပြီး လေကြောင်းလက်လက်ကြီး drone နဲ့တိုက်ခိုက်တာတွေဇက်လိုက်လုပ်နေတဲ့အတွက်အရသာပြည်သူထိခိုက်ဒေဆုံးမှုတွေမကြာခဏဖြစ်ပေါ်နေရတယ်လို့သိရပါပါခင်ဗျာအခုဆက်လက်ပြီးတင်ဆက်ပေးမှာကတော့လောင်လုံးမြို့နယ်လက်ခတ်တောင်တာဝါတိုင်းစခန်းကုန်းအားတော်လိုင်းတပ်များတိုက်ခိုက်ရာစကားဆဘက်ကစစ်နှူးဒေဆုံးဆိုတဲ့တဲ့ကိုတင်ဆက်ပေးပါမယ်မလ23ရက်မနက်9:00နာရီကမှရန်သူစစ်ကောင်စီတပ်ဖွဲ့တပ်ဆွဲထားတဲ့လောင်လုံးမြို့နယ်လက်ခတ်တောင်တာဝါတိုင်းစခန်းကုန်းအားတဝဲမျိုးသားလူမျိုးရေးတပ်တော် DNL ရဲ့ဒုရကစစ်ကြောင်း ရေမြူပြည်သူ့ကာကွယ်တပ်ဖွဲ့ YPPDF နဲ့ပြည်သူ့ကာကွယ်တပ်မတော်ဒဝဲခဲအမှတ်နှစ်တရင်ပူးပေါင်းတပ်ဖွဲ့တို့ကတွားရောက်တိုက်ခိုက်ခဲ့တယ်လို့အတည်ပြုဆိုပါတယ်။6နိုင်ခန့်အပြန်လည်ထိတွေ့ပစ်ခတ်ခဲ့ပြီးစစ်ကောင်စီတပ်သား12ဦးသေဆုံးကလက်နက်ခဲအချို့သိမ်းဆီးရမိခဲ့တယ်လို့လည်းသတင်းရရှိပါတယ်ခင်ဗျာ။အခုတစ်ခါမြင်းမှုရှိဆေးကြောက်ဆိုင်ခင်းကိုပောက်ကဖားကမီးရှို့ဖျက်ဆီးဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။ ။စကိုင်းတိုင်းမြင်းမှုရှိဆေးကြောင်ဆိုင်ခင်ကိုပောက်ကဖကမီးရှို့ဖျက်ဆီးခဲ့တယ်လို့ပောက်ကဖအတန်ကဖော်ပြပါဗျ။မြင်းမှုမျိုးနဲ့မျိုးသားညီညွတ်ဆိုးရဆိုးမိုးနယ်မြေတခုမှာတွေ့ရှိရတဲ့ဆေးကြောင်ဝီဆိုင်ခင်တခုကိုသက်ဆိုင်ရာတိုက်နယ်ပောက်ကဖအဖွဲ့တွေကဥဆောင်ပြီးပညာပေးကဆိုင်ခင်ကိုဖျက်ဆီးခဲ့တာလို့သိရပါဗျခင်ဗျာ။ခုကတင်ဆက်ပေးမှာကတော့ပြည်မျိုးဟာဝမ်းရံပိတ်ဆို့ခံရတော့မှာဖြစ်တယ်လို့ PDF Insight ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အာရခတက်တော်ထိုးစစ်နဲ့ပြည်မျိုးပတ်ချာလဲဒေသမှာရှိတဲ့ NUG တပ်ဖွဲ့တွေပူးပေါင်းသွားရင်ပြည်မျိုးဟာ ဝမ်းရံပိတ်ဆို့ခံရတော့မှာဖြစ်တယ်လို့စီရေးသုံးသက်ချက်တွေကိုဖော်ပြနေတဲ့ PDF Insight ကမလတွင်မှာသုံးသက်ထားပါတယ်။အရခတက်တော်ရဲ့ထိုးစစ်ဟာပြည်မြို့နယ်ဘေးကပရောင်းမြို့နယ်တဲကိုရောက်လာပြီးဖြစ်ပါတယ်။မကြာခင်မှာပြည်မြို့နားကိုရောက်လာတော့မှာဖြစ်ပါတယ်။ပြည်မြို့ပတ်ချာလဲဒေသတွေဖြစ်တဲ့ပေါက်ခေါင်းပေါန့်တဲနက်တလင်းအုပ်ဖို့လက်ပရန်သာဝတီမြို့နယ်တွေမှာမူလာကလေးကမျိုးသားညီညွတ်ဆိုရပြည်သူကာကွယ်တပ်မတော်နဲ့ပကဖအဖွဲ့တွေပျောက်ကြားဆစ်ဆင်တိုက်ခိုက်နေပြီးဖြစ်ပါတယ်။ပရောင်းမြို့နယ်ကဝင်ရောက်လာမဲ့အေအေထိုးစစ်နဲ့ ပြည်မျိုးပတ်ချာလေးဒေသမှာရှိတဲ့ NUG တပ်ဖွဲ့တွေပူးပေါင်းသွားရင်ပြည်မျိုးဟာဝမ်းရံပိတ်ဆို့ခံရတော့မှာဖြစ်ပါလေပြည်မျိုးပတ်ချာလေးဒေသတွေစိုးမှုဒေသအဖြစ်ပေါ်ထွက်လာပြီးရင်ဘုကိုးတိုင်းနောင်ချမ်းမှာဖော်ဆောင်နေတဲ့စစ်တောင်းမြေဝန်းစစ်စင်ရေးနယ်မြေတွေနဲ့တဆက်တဆက်တည်းဖြစ်လာတော့မှာဖြစ်ပါတယ်လို့ဖော်ပြပါဗျ။ပြည်မျိုးပတ်ချာလေးဒေသဟာမကြခင်မှာစိုးမှုနယ်မြေဖြစ်ပေါ်ထွက်လာတော့မှာဖြစ်တယ်လို့ AR တိုင်းဒေသမှာလည်းရိုးမအေယာစစ်စင်ရေးကိုအမျိုးသားညီညွတ်ဆွေးရကအကောင့်ထယ်ဖို့လည်းရှိပါတယ်ခင်ဗျာ။အခုဆက်လက်ပြီး 2025ခုနှစ်မလပရမဘတ်အတွင်းအလင်းဝင်လာသူအဖမ်းခံရသူစကားဆဖွဲ့ဝင်စစ်သားပြည်သူစစ်နယ်ရဲစုစုပေါင်း29ဦးရှိခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ပြည်သူ့ပန်းနိုင်ငံကောက်ယူထားတဲ့မှတ်တမ်းတွေအရ2025ခုနှစ်မလပရမဘတ်အတွင်းမှာအလင်းဝင်လာသူအဖမ်းခံရသူစကားဆဖွဲ့ဝင်စစ်သားပြည်သူစစ်နယ်ရဲစုစုပေါင်း29ဦးရှိခဲ့ကြောင်းထုတ်ပြန်ပါတယ်။အလင်းဝင်လာသူစုစုပေါင်း24ဦးရှိခဲ့ပြီးစစ်သား21ဦးဟာကရင်ပြည်နယ်ချင်းပြည်နယ်မကွေးတိုင်းမွန်ပြည်နယ်တနင်္သာရီတိုင်းနေပြည်တော် နေ့တိုင်းတို့မှဖြစ်ကြတယ်လို့ဆိုပါတယ်ပြည်သူစစ်သုံးဦးဟာစကိုင်းတိုင်းကဖြစ်ကြပြီးအလင်းဝင်လာသူ24ဦးနဲ့18ဦးဟာစစ်မှုထမ်းတပ်သားတွေဖြစ်ကြကစစ်တုံးမှဖမ်းဆီးခင်ရသူ3ဦးအနက်2ဦးကတော့စစ်မှုထမ်းတပ်သားတွေဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့စစ်ရေးသတင်းတွေကို Radio NUG သတင်းတောက်မင်းတီဟန်နဲ့ကိုခန့်တို့ကပေးပို့ထားတာ ဖြစ်ပါတယ်ခင်ဗျာ